အားလုံးပဲမင်္ဂလာပါဘလော့ပိုင်းကျွမ်းဝါ channel နေကြိုဆိုလိုက်ပါရစေဒီနေ့ကတော့ရွှေတောင်ကောက်ဆွဲလှုပ်ရှားပြပါရစေရွှေတောင်ကောက်ဆွဲလှုပ်နေရမခက်ပေမဲ့ပအဝင်ပစ္စည်းနဲ့အမေများတွေအတွက်လှုပ်ရတာနည်းနည်းတော့လက်ဝင်ပါရစေဒါဆိုရင်ရွှေတောင်ကောက်ဆွဲတပွဲရဖို့အတွက်ဘယ်လိုတွေချက်ပြုတ်ပြင်ဆင်ရလဲဆိုတာဗီဒီယိုလေးမှာအသေးစိတ်ပြောပြပေးပါမယ်ခင်ဗျာ ရွှေတောင်ခေါက်ဆွဲဟင်းရီချက်ဖို့အတွက်ပထမဦးဆုံးကြက်ပြုတ်ရီလုပ်ပါမယ်။ကြက်ပြုတ်ရီလုပ်ဖို့အတွက်ကကြက်အယိုးကိုသုံးမှာမို့လို့ဥဆုံးကြက်အယိုးကိုရေးဆေးပါမယ်။ပြီးသွားရင်တော့ညှီနဲ့မနဲ့အောင်လို့ကြက်အယိုးကိုစားချက်နဲ့တေချာပို့ပြီးတော့တစ်ခေါက်ဆေးပါမယ်။စားနဲ့တေချာပို့ပြီးသွားရင်တော့ရှာလက်ကာရီအနေငယ်နဲ့ထပ်ပို့ပြီးတော့ဆေးပါမယ်။ရွှေတောင်ခေါက်ဆွဲမှာကြက်ယိုးပြုတ်ရီရတဲ့အရေးကြီးပါတယ်။ဒါကြောင့်မို့လို့ခုလိုမျိုးကြက်ယိုးကိုစားရီရှာလက်ကာရီနဲ့တေချာလေးဆေးလိုက်မယ်ဆိုရင်တော့ပြုတ်တဲ့အခါမှာကြက်ယိုးပြုတ်ရီကြီးကြီးလေးကိုရမှာပဲဖြစ်ပါတယ်။ စားရှာလကရင်နဲ့တေချာလေးပုတ်ဆေးပြီးသွားရင်တော့ရေနဲ့ပြန်ပြီးတော့ဆေးပေးပါမယ်ရေကြည်သွားတဲ့အထိနှစ်ရေသုံးရေလောက်ဆေးပေးပြီးရပါပြီခင်းရည်ကိုထည့်ချက်မဲ့ကြက်သားအတွက်ကတော့ကြက်ရင်ပုံသားကိုသုံးပါမယ်ကြက်ရင်ပုံသားကိုလည်းရေဆေးပြီးတော့အတုံးသေးသေးလေးတုံးထားပါမယ်။ကြက်သားတုံးပြီးသွားပြီဆိုရင်တော့အရာသာနေပါမယ်။ စနွေးမုံထည့်ပါမယ်။ဟင်းညုံမုံတစွန်းထည့်ပါမယ်။စားတစွန်းထည့်ပါမယ်။ပြီးရင်တော့တေချာလေးတမအောင်နေပြီးတော့မိနစ်20ခန့်ရတာနှက်ထားပါမယ်။ကြက်သားကိုအရသာနှက်ထားလို့မှာပဲကြက်ရိုးကိုအရသာနေပြီးတော့ပြုတ်ထားပါမယ်အရသာနေဖို့အတွက်စားတစွန်းထည့်ပါမယ်တကြားတစွန်းထည့်ပါမယ်ငါးပြားကြီးကတော့ထမင်းစားစွန်း၃စွန်းစာလောက်ထည့်လိုက်ပါတယ် ပြီးရင်တော့ကြက်သားတဲ့အရသာဝင်အောင်လို့သေချာနေလိုက်ပြီးရင်တော့ကြက်သားမြုပ်တဲ့အထိရေထည့်ပြီးတော့ပြုတ်ထားပါမယ်ပြုတ်နေနဲ့ခုလိုမျိုးအမြုပ်လေးတွေထွက်လာပြီဆိုရင်တော့ဖယ်ပေးရပါမယ်အဲ့လိုအညစ်အကြေးအမြုပ်လေးတွေကိုဖယ်လိုက်ပြီဆိုရင်တော့ကြက်ရိုးပြုတ်ရည်ကကြည်ကြည်လေးရသွားပြီဖြစ်ပါတယ် ဒါဆိုရင်တော့အဖုံးအုပ်ပြီးတော့ကြက်အယိုးနူးတဲ့အထိပြုတ်ပေးပါမယ်ပြုတ်တာကကြာကြာပြုတ်လीကြက်ကအချိုရီပိုထွက်လीဖြစ်တဲ့အတွက်ကြာကြာပြုတ်လीပိုကောင်းလीပဲဖြစ်ပါတယ်ကြက်ပြုတ်ရေလုံထားပြီးတော့ကြက်သားအရသာနှက်ထားတော့ဆိုတော့အုံးစီကြက်ချက်ထားပါမယ်အခုဆုံးအုံးနို့ဘူးကိုဖောက်ပြီးရင်ခီးရဲတွေကိုထည့်ဖို့အတွက်အုံးနို့လေးစွန်းလောက်ကိုဖယ်ထားလိုက်ပါမယ်ပြီးရင်တော့ကြက်နဲ့အုံးနို့ကိုအုံးစီကြက်ချက်ပါမယ်စားတစုံထည့်ပါမယ်။တကြားနှစ်စုံထည့်ပါမယ်။ပြီးရင်တော့မီးဖွင့်ပြီးတော့အုံးစီကျက်ဖြစ်တဲ့အထိချိုးပေးပါမယ်။ ိုတဲ့အခါမှာတော့မီးအရင်မပြင်းမဲ့နဲ့မီးအေးအေးနဲ့ဂျိုးပေးရပါမယ်။ဂျိုးနေရင်လည်းအုံးတော့ဆပြီးတော့ပွက်လာပြီဆိုရင်တော့တောက်ရှောင်းမှွေပေးရပါမယ်ခင်ဗျာ။အုံးစီချက်ချက်တဲ့အခါမှာအုံးသီးကိုချစ်ပြီးတော့အရင်ညှစ်လို့ရတဲ့အုံးရည်ကိုချက်လို့ရတယ်လို့မျိုးအုံးတို့ဘူးကိုချက်လို့ရပါတယ်။အုံးတို့ဘူးကိုချက်မယ်ဆိုရင်တော့အုံးတို့ဘူးမှာကိုကိုနက်မစ်ကဲကိုကိုနက်ခရင်ရယ်ဆိုပြီးတော့နှမျိုးရှိရမှာကိုကိုနက်မစ်ဆိုတဲ့အမျိုးအစားကိုတုံးရမှာဖြစ်ပါတယ်။တဖြည်းဖြည်းမှွေနေရင်လည်းအုံးတို့ကပြစ်လာမှာပဲဖြစ်ပါတယ်။ အုံးစီချက်ကအုံးတို့တွေကအရေကိုခန်းသွားအောင်လို့ချဲ့ရတာဖြစ်တဲ့အတွက်အုံးစီချက်မြင်မြင်ရအောင်ဆိုရင်ဒီနေရာမှာအကျင့်ပေးကျင်တာတော့အရေခန်းတာမြင်အောင်လို့အုံးစီချက်ချက်မဲ့အိုးကိုဖြတ်ကြဲကြဲသုံးပြီးတော့ချိန်ပို့အစီပြေနိုင်ပါတယ်ခင်ဗျာအုံးတို့ကအခုလိုမျိုးခန်းသွားပြီးတော့အနှစ်ကလေးတွေဖြစ်သွားပြီဆိုရင်တော့အုံးစီချက်ကရပြီပဲဖြစ်ပါတယ် ဟုံးစီချက်ရပြီဆိုတော့အခုကြက်သားချက်ဖို့ရပြင်စီပါမယ်။မြို့သီးစီတက်ဖို့အတွက်ကကြက်သွန်အနီ6ဦးအဖြူ2ဦးသုံးပါမယ်။ကြက်သွန်အဖြူရဲ့အနီရဲ့ခင်းချက်ငရုတ်သီးမဟုတ်တစုံမောက်မောက်ကိုရောပြီးတော့ကျိတ်လိုက်ပါမယ်။ဒီတော့ကြက်သားချက်မဲ့အိုးတွေကိုစီထည့်ပြီးတော့စီဆူအောင်တဲပါမယ်။စီပူလာပြီဆိုရင်ကြိတ်ထားတဲ့မြုပ်သီးအနှစ်ကိုထည့်ပြီးတော့စီတတ်ပါမယ်။အကယ်လို့မြုပ်သီးအနှစ်အသင့်လောက်ထားတာရှိရင်လည်းအသုံးပြုနိုင်ပါတယ်။ အလုံးမရှော့အောင်လို့မြို့သီးအနှစ်ကြိုးလောက်ထားခြင်းတဲ့သူတွေအတွက်မြို့သီးအနှစ်လုံးဒီအသေးစိတ်ဗီဒီယိုလေးကိုတော့ description မှာပေါ်ပြပေးထားပါတယ်ခင်ဗျာအခုမြို့သီးအနှစ်ချက်နေတုန်းမှာပဲငံပြားကြီးထည့်ပါမယ်ဟင်းကြီးချက်မှထည့်လို့ရှိရင်ငံပြားကြီးအနှဲကြောင့်အုံလို့နဲ့မပေါ်တော့မှာဆိုတဲ့အတွက်စီတက်တုန်းမှာကြိုးထည့်ထားတာပဲဖြစ်ပါတယ်အကယ်လို့ဟင်းကြီးရမှအငံအရသာလို့ရဆိုရင်တော့စားပေးထက်ထည့်ပါမယ်စီတက်တာမြို့သီးအနှက်လေးမှွေပြီးတော့အယောင်ရင့်လာပြီဆိုရင်တော့အရသာနှက်ထားတဲ့ကြက်သားကိုထည့်လိုက်ပါမယ်ပြီးရင်တော့ငရုတ်သီးနဲ့တေချာလေးတမအောင်မှွေလိုက်ပြီးတော့စီတက်ပါမယ် ေချာလေးမှွေပြီးသွားရင်တော့မီအေးအေးနဲ့ကြက်သားအပေါ်ကြောလေးတင်းလာတဲ့အထိချက်ပြရပါမယ်ချက်နေနဲ့ကြက်သားရည်တွေထွက်လာမှာပဲဖြစ်ပါတယ်အဲ့ဒီရည်တွေခန်းပြီးတော့စီပြန်လာတဲ့အထိဆက်ပြီးတော့ချက်ပြရပါမယ်ကြက်သားတည်ထားတော့မှအကျဲညီအောင်ရဲကြက်သားမတူးအောင်ရဲ3မိနစ်တစ်ခါလောက်တော့မှွေပြရပါမယ်ကြက်သားရေလဲခန်းစီလဲပြန်ပြီးတော့ခုလိုမျိုးဘာမှတင်းတင်းအနေထားလေးရပြီဆိုရင်တော့ကြက်သားချက်သားရပါပြီကြက်သားရပြီဖြစ်တဲ့အတွက်ဟင်းညိုတည်ထားတဲ့အထဲကိုနှောင်းထည့်ပါမယ် ။နှင်းညိုကလည်းတေထားတာကြာပြီဖြစ်တဲ့အတွက်ကြက်ရိုးကနူးအီနေပါပြီ။ချက်ထားတဲ့ကြက်သားကိုကြက်ပြုတ်ရည်တွေကိုလောင်းမထည့်ခင်ပါပဲ။ဟင်းကားလုပ်ဖို့အတွက်ကြက်ရိုးနဲ့ကြက်ပြုတ်ရည်အနည်းငယ်ကိုတက်တက်ဖိထားလိုက်ပါမယ်။ကြက်ပြုတ်ရည်ကတေထားတာကြာပြီဖြစ်တဲ့အတွက်နင်းငယ်ခန်းသွားပြီဖြစ်လို့ရည်နွေးကိုလိုချင်တဲ့အနေထားတိထည့်လိုက်ပါလေရည်နွေးရောပြီးသွားရင်တော့ချက်ထားတဲ့ကြက်သားတွေကိုလောင်းထည့်ပါမယ်ပြီးသွားရင်ပဲစိမ့်မှုတစုံကိုရည်အင်းနဲ့ပျော်သွားအောင်ဖြော်ပြီးတော့ခင်းရည်တွေကိုလောင်းထည့်ပါမယ် ဲစိမ့်မုံဖြော်ထားတာလောင်းထည့်ပြီးသွားရင်တော့တေချာလေးတမအောင်မှွေပြီးတော့ဟင်းရည်ဆူပြီးပဲစိမ့်နဲ့ပျောက်တဲ့အထိဆက်တေးထားပါမယ်။ခုဟင်းရည်လည်းဆူပြီးပဲစိမ့်နဲ့လည်းပျောက်ပြီးဆိုတော့အရသာအပေါ်ငယ်ပြီးပါမယ်။အရသာငယ်သွားရင်တော့ရည်နွေးနည်းနည်းထက်ထည့်ပြီးတော့အရသာပေါ့နေရင်တော့စားထည့်ပြီးပြင်လို့ရပါတယ်။အရသာအဆင်ပြေသွားပြီဆိုရင်တော့အုံနုဘူးဖောက်တုံးမှာဖေထားတဲ့အုံနုတွေကိုလောင်းထည့်လိုက်ပါမယ်။ထည့်ပြီးသွားပြီဆိုရင်တော့တေချာတမအောင်မှွေလိုက်ပြီးအရသာရှိတဲ့အုံနို့နဲ့လေးတင်းနေတဲ့ချွေတောင်ခေါက်ဆွဲဟင်းရည်လေးကိုရပြီပဲဖြစ်ပါတယ်။ ခုဟင်းရပြီဖြစ်တဲ့အတွက်ခောက်ဆွဲပြုတ်ပါမယ်။ဒီနွေးဆူလာပြီဆိုရင်တော့အိမ်မှာကိုယ်တိုင်လုပ်ထားတဲ့လက်လုပ်ခောက်ဆွဲလေးကိုပြုတ်ပါမယ်ခင်ဗျာ။ရွှေတောင်ခောက်ဆွဲအတွက်ခောက်ဆွဲကိုတော့ခောက်ဆွဲဆိုင်ဒီမှာဝယ်လို့ရပါတယ်။ဒါပေမဲ့အိမ်မှာကိုယ်တိုင်လုပ်ချင်တဲ့သူတွေအတွက်ခောက်ဆွဲလုပ်တဲ့ဗီဒီယိုလေးကိုတော့နောက်ပိုင်းမှာတက်တက်ပြင်ပေးပါမယ်ခင်ဗျာ။ရွှေတောင်ခောက်ဆွဲမှာဆိုရင်အဓိကဟင်းရဖြစ်သလိုခောက်ဆွဲရလေရွှေတောင်ခောက်ဆွဲရဲ့အသက်လိုပဲဆိုရပါမယ်။ရွှေတောင်ခောက်ဆွဲမှာတုံးတဲ့ခောက်ဆွဲကတော့အုံနုခောက်ဆွဲလိုအလုံးမဟုတ်ပဲနဲ့သူကတော့ပြပြတိတိလေးတွေပဲဖြစ်ပါတယ်။ ခေါက်ဆွဲပြုတ်ထားတာနူးပြီဆိုရင်တော့ရေစစ်ပြီးတော့ရေအေးနဲ့တစ်ခါဆေးလိုက်ပါမယ်။ပြီးသွားရင်တော့ရေစစ်ပြီးခြောက်မသွားအောင်လို့စီနင်းနင်းနဲ့နေထားလိုက်ပါမယ်။ဟုတ်ရွှေတောင်ခေါက်ဆွဲတဲ့ကိုထည့်စားဖို့မုတ်ကျွတ်လုပ်ဖို့အတွက်ခေါက်ဆွဲကိုအကျွတ်ကျော်ပါမယ်ခင်ဗျာ။အိုးတဲ့ကိုစီထည့်ပြီးတော့စီပူလာပြီဆိုရင်တော့ခေါက်ဆွဲအဆိုးကိုပဲထည့်ပြီးတော့ကျော်လိုက်ပါလေ။ တစ်ဖက်ကိုရွှေအောင်တန်းလာတဲ့အထိကြော်ပြီးသွားရင်တော့နောက်တစ်ဖက်ကိုလှန်လိုက်ပြီးနောက်တစ်ဖက်ကိုလည်းရွှေအောင်တန်းအောင်ကြော်ပြီးပါမယ်။နှစ်ဖက်လုံးတေချာလေးကျွတ်သွားအောင်ကြော်ပြီးရင်တော့ဆေးလို့ရပါပြီ။ပြီးရင်တော့ရွှေတောင်ခေါက်ဆွဲလေးကိုထည့်စားဖို့အတွက်အစာပလာအချို့ပြင်ဆင်ပါမယ်။ကျက်သူနီကိုအခွန်ခွာရေးဆေးပြီးတော့ပပလီထားပါမယ်။ကော်ပီကိုလည်းရေးဆေးပြီးတော့ပပလီလီးထားပါမယ်။ ။တံမြာသီးကိုတော့ရွှေတောင်ခောက်ဆွဲစားတဲ့အခါမှာညှစ်စားဖို့အတွက်အစိလေးစိတ်ထားပါမယ်။နနေဘင်းကိုလည်းရေးစေးပြီးတော့ညှက်ထားပါမယ်။အဆက်အရသာအတွက်ကငရုတ်သီးကြော်လုပ်ပါမယ်။စီအိုစူအောင်တည်ပြီးတော့စီစူလာပြီးဆိုရင်ငရုတ်သီးခွဲချက်တွေကိုလောင်းထည့်လိုက်ပြီးဆိုငရုတ်သီးကြော်ကရပါပြီ။အခုရွှေတောင်ခောက်ဆွဲအတွက်ဒိုးရာတွေပြင်ဆင်ချက်ပြုတ်ပြီးပြီဆိုတော့စားဖို့အတွက်ထည့်ပါတော့မယ်ခင်ဗျာ။ခောက်ဆွဲထည့်ပြီးရင်ဟင်းရီကိုအပေါ်ကနေဆန်းလိုက်ပါမယ်။ဟင်းရီကတော့ကြက်သားဟင်းကိုထည့်ပြီးတော့ချက်ထားတာဖြစ်တဲ့အတွက်အပေါ်မှာစီဝိတ်နေနိုင်လို့ ခတ်တဲ့ခါမှာမှွေပြီးတော့ခတ်ပါမယ်။ကြက်သားဘက်လေးတွေဆယ်ပြီးတော့ထည့်ပါမယ်။မုတ်ကျွတ်၊ဂေါ်ပြီ၊ကြက်သွန်ဒီနည်းနည်းပဲစားတဲ့အစာပလာတွေထည့်ပါမယ်။ဂေါ်ပြီတို့ကြက်သွန်ဒီတို့ကမကြိုက်တဲ့သူဆိုရင်တော့ထည့်မစားလို့ရပါလိမ့်။ပေးကြက်မဟုတ်နင်းငယ်ထည့်ပါမယ်။အုံးစီကြက်ထည့်ပါမယ်။ဆက်ကြိုက်တဲ့ဆိုရင်ငရုတ်သီးကြော်ထည့်ပါမယ်။အခုဆိုရင်တော့ခြွေတော်ခေါက်ဆွဲကိုစားလို့ရပြီပဲဖြစ်ပါတယ်ခင်ဗျာခြွေတော်ခေါက်ဆွဲနဲ့တွဲစားဖို့ဟင်းကတော့ကြက်ရိုးပြုတ်တော့ဖေးထားတယ်ကြက်ပြုတ်ရည်ကိုစူအောင်ပြန်တင်လိုက်ပါမယ်စူဝါးရည်ဆိုရင်တော့ဟင်းရည်ခတ်လိုက်ပြီးတော့မရုပ်ကောင်းမှုဖြူလိုက်ပါမယ် နိုင်နိုင်ပင်ဖြူလိုက်ပါမယ်။ဒါဆိုရင်တော့ဟင်းကရသွားပါပြီ။ရွှေတောင်ခေါက်ဆွဲဆိုတာကတော့အုံနှုတ်ခေါက်ဆွဲနဲ့အရသာဆင်ပေမဲ့အုံနှုတ်လိုပြည့်ပြည့်ကြီးဖြစ်မနေပဲနဲ့အုံနှုတ်ကလည်းအနံ့မွှေးယုံလေးပါတာပဲဖြစ်ပါတယ်။ဟင်းရည်ကြဲကြဲချိုချိုလေးကိုမှခေါက်ဆွဲပက်ပဲကြက်မုတ်အုံးစီကြက်ခေါက်ဆွဲအကြွကြော်မြုပ်သီးကြော်တို့နဲ့စားရတဲ့ခေါက်ဆွဲမျိုးပဲဖြစ်ပါတယ်။ရွှေတောင်ခေါက်ဆွဲရဲ့တမိုင်းကြောင်းကတော့1960မှာပြည်ခရိုင်ရွှေတောင်မြို့ကဦးသိန်းရွှေရွှေတောင်ခေါက်ဆွဲအမည်နဲ့ရွှေတောင်မြို့မှာစတင်ပြီးတော့ရောင်းချခဲ့တာပဲဖြစ်ပါတယ်။ ရွှေတော်မူဟင်းကားကိုအခြေခံပြီးတော့တီထွင်ထားတဲ့စားတောက်ဖြစ်တယ်လို့လည်းသိရပါတယ်။စရောင်းတဲ့အချိန်တုန်းကတော့ရွှေတော်ခေါက်ဆွဲရလူတီနေပါသေးတယ်။1980မှာဂျပန်နိုင်ငံအိုဆာကာမြို့မှာ ပထမဆုံးအချိန်ကမ္ဘာ့ကုန်စည်ပြပွဲကျင်းပပါတယ်။အဲ့ဒီပြပွဲမှာခေါက်ဆွဲပြိုင်ပွဲလည်းကျင်းပတဲ့အခါမှာမြန်မာနိုင်ငံကရွှေတော်ခေါက်ဆွဲရပထမဆုံးရခဲ့တာပဲဖြစ်ပါတယ်။ရွှေတောင်မြို့ကိုအစွဲပြုပြီးတော့ခေါ်ရဖြစ်တဲ့အတွက်မူလနာမည်ကတော့ရွှေတောင်ခေါက်ဆွဲဖြစ်ပြီးပဲအိုဆာကာခေါက်ဆွဲပြိုင်ပွဲကနေပထမဆုံးရရှိခဲ့တဲ့အတွက် နောက်ပိုင်းမှာတော့အိုဆာကာရွှေတောင်ခေါက်ဆွဲရဲ့လို့လူသိများလာတာပဲဖြစ်ပါတယ်။ရွှေတောင်ခေါက်ဆွဲကိုစတီထွင်ကာစတော့ကတော့အမေသားနဲ့ချက်တယ်လို့သိရပါတယ်။နောက်ပိုင်းမှာမှာဝက်သားဝက်သားကမှလူမျိုးဘာသာမျိုးရေးစားနိုင်အောင်လို့ကျက်သားကိုပြောင်းလဲအသုံးပြုပြီးတော့ချက်ပြုတ်ခဲ့တာဖြစ်ပါတယ်။ခုဆိုရင်တော့ရွှေတောင်ခေါက်ဆွဲကိုဘယ်လိုချက်ရလဲဆိုတော့ရွှေတောင်ခေါက်ဆွဲရဲ့တမိုင်းချောင်းလေးကိုသိရှိသွားပြီလို့ထင်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခုလိုမျိုးအရသာရှိတဲ့ဟင်းချက်ညီမုတ်လုံးညီတွေကို အပတ်စဉ်တနင်္လာဗုဒ္ဓဟူးနေ့စနေညနေ9:00နာရီတိုင်းမှာတင်ဆက်ပေးသွားမှာလို့ channel လေးကို subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ထားပေးပါဦးเนาะနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်เนาะ bye bye